ဝေးရပါ HIV ကူးစက်ခံရတဲ့မိဘမဲ့ကလေးငယ်တွေအနေနဲ့ဆက်ကြောတဲ့အရွယ်ရောက်လာတဲ့အခါမှာစိတ်ထိခိုက်တာတွေနဲ့ကြုံနေရပါတယ်။ဦးစီသူစေကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မိဘတွေကလည်းတဆင် HIV ကူးစက်ခံခဲ့ရပြီးမိဘမဲ့ဖြစ်သွားတဲ့ကလေးငယ်တွေကို NLD Indian Center ကပြုစုဆောင်ရှောက်ထားပါတယ်။ဒီလိုပြုစုဆောင်ရှောက်တဲ့အခါမှာကလေးဘွားတို့က HIV ပိုးကူးစက်ခံရတဲ့ပေါ်စိတ်ထိခိုက်တာတွေမရှိပေမဲ့ တိရစဆေကျော်တက်ရွေရောက်တဲ့ခါမှာတော့စိတ်တိကိုက်နေရာတွေနဲ့စိတ်တက်ကြနေရာတွေကိုတွေ့ရတယ်လို့ဂေယာမှာဆောက်ရှောက်ပေးနေတဲ့စေတနာဝန်ထမ်းတွေကပြောပါတယ်ဒီလိုစိတ်တိကိုက်တာတွေကြောင့်စိတ်ပုံမှန်တတ်ဖို့အတွက်စေတနာဝန်ထမ်းတွေဘက်ကဒီမျိုးစုံနဲ့တိုက်တွန်းကြရတယ်လို့ဆိုပါတယ် ေးဖြီးပြီးမကောင်းဘူးဆေးကန်းကပြန်ခေါ်တယ်ဘာဖြစ်လို့လဲအဲ့ကျမှပေါ်တာပေါ့သူဆေးမတောက်သူကဆေးတောက်တယ်ဆိုပြီးတော့ပဲကျမတို့ကြတော့လည်းအမြဲတမ်းနေနေရမှာမဟုတ်တော့မသိဘူးလေမသိတော့ဆင်းရင်တော့မှတ်တယ်ဆေးတောက်တယ်ဆေးတောက်တယ်ဒါပေမဲ့သူ့ရှိမှာဆေးတွေပို့လာတယ်အဲ့ခါမြကြသူတို့ပြန်ပြီးတော့တေချာ6တလဲ6တလဲပေါ့နော်တေချာပြန်ပြီးတော့ရှင်းပြတာဟိုဒီဆေးတောက်မှသာနေသူလူတက်တန်းစီနေလို့ရမယ်ဟိုသူတို့ပျော်ရှင်အောင်တနည်းမဟုတ်တနည်းတော့ပြန်ပြီးတော့လုပ်ပြရတာအခုလိုအရှက်မီပိုးနဲ့နေထိုင်ရတဲ့အတွက်သူတို့ရဲ့အကြောင်းနေဘက်တငယ်ချင်းတွေကခွဲခြားဆက်ဆံတာမရှိဘဲစာတူချက်ကူတာတွေလည်းရှိရဲလို့ ခရယာရဲ့ဝန်ထမ်းတွေကပြောပါတယ်။ကျောင်းတွေဘက်ကလည်းသူတို့တက်နိုင်တဲ့ဘက်ကအဆဆအရာရာကူညီပေးရလည်းရှိပါတယ်။ဒါပေမဲ့လည်း HMB ပိုးနဲ့နေထိုင်ရတဲ့ကလေးငယ်တွေဘက်ကတော့သူတို့ကိုသူတို့ဆေးတောက်ပြီးအသက်ရှင်နေရတဲ့သူတွေဖြစ်ခွဲခြားသိမြင်ခံစားနေကြရတယ်လို့ဆောက်ရှောက်ပေးနေတဲ့သူတွေကပြောပါတယ်။တကယ်အဖြစ်ကတော့ဒီလိုသူတို့ရဲ့ဟိုခံစားနေရတဲ့ဟာတွေကတော့သူတို့ကိုယ်တိုင်ခြေဖြတ်မှဟိုဘော်လီအတန်တင့်ခြေပြောက်အောင်တော့သူတို့သူတို့ပဲလုပ်ရမှာပေါ့။သို့တော်လည်းဟိုကျွန်တော်တို့ကသူတို့လုံနိုင်မှုတဲ့ခွင့်လန်းလေးကိုကျွန်တော်တို့ဆောင်ရွက်ပေးရမယ်ကျွန်တော်တို့အဲ့လိုကနားလဲတဲ့ဒါပေမဲ့အဲ့လိုမျိုး တရှိနားလဲပြီးတော့ဟိုဆောင်ရွက်ပေးရဲ့ဟိုလူတွေကလည်းအရန်ကိုနေပါပါကျွန်တော်တိုင်ပြီးပါအခုလိုစစ်တိကိုက်နေရတဲ့ကလေးငယ်တွေကိုဘယ်လိုပြုစုဆောင်ရှောက်မလဲဆိုတာကိုစိတ်ကျန်းမာရေးဆရာဝန်တွေကဝန်ထမ်းတွေကိုလာရောက်တင် जा ပေးရတယ်တော့ရှိပါတယ် NLD AND စင်တာမှာ ENDS ယောဂာနဲ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားတဲ့အတွက်မိဘမဲ့ဖြစ်သွားတဲ့ကလေးငယ်၄၈ဦးကိုဆောင်ရှောက်ထားပါတယ်အဲ့ဒီတွေကရောက်၃၀ဟာ ARD စေးတောက်နေကြရတာဖြစ်ပါတယ်ကျွန်တော်စီတူစီရပါ